ီလိုပြောလို့အချင်းနေစိုးချာအဲ့ဒါလည်းပြောနေတာမဟုတ်ကြိုက်တယ်လို့နေချာအဲ့ဒါလည်းပြောနေတာမဟုတ်ယုံကြည်ခြင်းကိုအရှိရထားခိုင်းတာကျွန်တော်ပြောမယ်ဖះကိုယုံတဲ့ယုံကြည်ခြင်းမရှိဘဲနဲ့ကျင့်တဲ့အကျင့်တွေအားလုံးကအန္တရာယ်များတယ်ဖះသခင်ကအကျင့်ကိုရှေ့တန်းတင်စီခြင်းတာမဟုတ်ဘူးဘာကိုရှေ့တန်းတင်စီခြင်းတာလဲယုံကြည်ခြင်းကိုရှေ့တန်းတင်စီခြင်းတာယုံကြည်ခြင်းပြီးမှအကျင့်ဆိုတာလိုက်လာတာဘာသာတရားတွေအားလုံးကမယုံခိုင်းဘူးကျင့်မယ်ကျင့်ခိုင်းဂျေစုတရားကြတော့အရင်ယုံခိုင်းတယ် ယုံကြည်ခြင်းကပဲအကျင့်ကိုပြုပြင်တာတဲ့ကျမ်းစာထဲမှာရေးတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးနှစ်အငယ်၃၃အဖက်ကြည့်အောင်အကြောင်းမူကားသင်တို့သည်အလိုရှိစေခြင်းက၎င်းအကျင့်ကြစေခြင်းက၎င်းသင်တို့ထဲ၌စေတနာတော်အဖြစ်ပြုပြင်တော်မူသောသူကဖျားသခင်ပေသည်ကျော်ပြောမယ်ယုံကြည်ခြင်းကအရှိရလာတယ်အကျင့်ကရှိရလာတယ်မဟုတ်သင်ယုံလိုက်တဲ့အခါမှာသင်ထဲကိုဘသူရောက်လာလဲဆိုတော့ဖျားရောက်လာဘာသာတရားတွေအလုံးကကျင့်ကြတယ်ဒါမှမဟုတ်သူတို့ထဲမှာဖျားမရှိဘူး သူတို့ရဲ့ကောင်းတဲ့အကျင့်ပေါ်မှာပဲသူတို့ရက်တီပြီးတော့ဖျားတရားလုပ်ကြတာဗျာဒါပေမဲ့သူတို့ထဲမှာဘာမရှိဘူးလဲဘာမရှိဘူးဖျားသခင်က तू မရှိဘဲနဲ့တင်အကျင့်ကောင်းနေအောင်မလုပ်ခြင်းဘူးဖျားသခင်က तू တင်ထဲမှာနေလို့မရဘဲနဲ့ကောင်းနေတဲ့အကျင့်ကြီးကို तू မလုပ်ခြင်းဘူးဒါကြောင့်ယေရှုခရစ်တော်လောကကိုဆီလွတ်လိုက်တယ်ယေရှုခရစ်တော်ငါ့အဖြစ်တွေအားလုံးတို့လောဝါးကားတိုင်းမှာအသေးခံတယ်ဆိုတာကိုယုံလိုက်ရင်ယုံတဲ့သူထဲကိုဘယ်သူရောက်လာလဲ ဖျားရောက်လာယေရှုခရစ်တော်ငါအပြစ်တော်လဝါကားတိုင်းမှာအသေးခံတယ်သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ဆိုတော့သင်ယုံလိုက်ရင်သင်ထဲကိုဘသူရောက်လာတယ်ထင်လဲဖျားယုံလိုက်မှဖျားရောက်လာဒီသေးကိုမယုံဘဲနဲ့အကျင့်ကောင်းနေသေးအဲ့ဒီအကျင့်ကဖျားရှိမှအတီးပဲအကြောင်းမူကားသင်တို့ဒီအလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းသင်တို့အထဲ၌စေတနာတော်အားဖြင့်ပြုပြင်တော်မူသောသူကဖျားကဲဟုတ်ပြီအသက်တာပြောင်းလဲပြီးတဲ့သူတွေရှိရင်လက်ထောင်ရအောင် ယေရှုခရစ်တော်မိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတဲ့သူတွေရှိလက်ထောင်မင်းမယ်နော်ဖခင်မကြိုက်တာလုပ်ဘူးလားလုပ်တဲ့အချိန်မှာတတိပေးတာကိုခံဘူးလားဒါပေမဲ့နားမထောင်မဆက်လုပ်ဘူးလားပြန်ချလို့ရပြီဒါပေမဲ့ဖခင်သခင်တင့်ကိုစီတင်တာမပြုတ်ဘူးဖခင်သခင်တင့်ကိုမစွန့်ပြုတ်ဘူးတင်အကျင့်မကောင်းတာမဟုတ်ဘူးအဲ့ဒါကဖခင်သခင်ရဲ့စီတင်တာကိုယာနှုံးပြည့်နားမလည်သေးတာတင့်ကိုအကျင့်ပြတ်တဲ့သူလို့ဖခင်သခင်မမြင်ဘူးတင့်ကိုအပြစ်သားတယောက်လို့ဖခင်သခင်မမြင်ဘူးအော်ဒီကောင်လေးဒီသမီးလေးငါ့ရဲ့စီတင်တာကိုနားမလည်သေးဘူးပဲအဲ့ဆိုဂျေဆုတော်ဆိုစီတင်တာ ဝိဒနာမဟုတ်ယေရှုတော်ဆိုတာလေမတည့်တူနေဘုရားသခင်အသင်းကိုတည့်တယ်သင်ရတာဘုရားသခင်အသင်းမတည့်ချင်တာယေရှုတော်ဆိုတာ तू ကလေသင်အထင်းမှာဘုရားလာနေလိုက်ပြီးတော့သင်ကောင်းကောင်းမကောင်းကောင်းမထွက်သွားတော့ဘူးဘုရားသခင်သင်အထင်းမှာရှိတယ်တခါတခါ तू မကြိုက်တာလေးသင်လှုပ်တော့မယ်ဆိုလို့ရှိရင်သင်အထင်းကနေ तू ကစကားပြောတယ်တာကြီးမလှုပ်နဲ့နော်စည်ဒနာနဲ့ပြောတာနော်ဒေါ်ကြီးမိုးကြီးနဲ့မပြောအာနင်မလှုပ်သိသွားမယ်နော်အဲ့လိုမပြော စေတနာနဲ့ပြောတယ်စေတနာနဲ့ပြောတယ်ဆိုတာချစ်လို့လားမုန်းလို့လားဘုရားသခင်တင်းအောင်တိတ်ချစ်တယ်ဘုရားသခင်ကအမြဲတမ်းသူ့အလိုတော်နဲ့စန့်ကျင်ဘက်အရာတစ်ခုခုလှုပ်တော့မဲ့အချိန်တိုင်းတတိပေးတယ်နော်အဲ့ဒါစေတနာနဲ့တတိပေးတာအဲ့ဒါကိုလုံမိလိုက်တယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့စေတနာကိုဆော်ခါမိလိုက်တယ်ဒါမဲ့ तू တင့်ကိုစိတ်မပြတ်ဘုရားသခင်တင့်ကိုဘယ်တော့မှစိတ်မပြတ်ဒါမဲ့ तू တစ်ခါတတိပေးရလုံပြီးရနှစ်ခါတတိပေးရလုံပြီးရလေးလေးငါးခါကြတော့ဘာဖြစ်သွားလဲတလားတင့်လက်ပြအော်တပတ် တံပူခတ်သွားတယ်။အော်တပါစိတ်တံပူခတ်တယ်ဆိုတာဟိုနွားတကောင်ဘလောက်ရိုက်ရိုက်မနာတော့ပဲထုံသွားသလိုမျိုးငွေမကြောက်ငွေမကြောက်တချို့ကနော်ပြန်လဲဝါနဲ့သွားပြီးငွေချာမူမူမူဖျားသခင်တင်မလုံနိုင်ဘူးဆိုတော့ဟိုးစားရဲတီလိုကေရတာနော်တင်းအချင်းပေါ်မှာရရမှာမဟုတ်တင်းရဲ့ယုံကြည်ခြင်းပေါ်မှာပြန်ရရငါငါငါယေရှုခရစ်တော်အဖြစ်ငါဖျားသားဖြစ်တယ်ဒီအရာတွေကအပြစ်ရဲ့လက္ခဏာတွေဖြစ်တယ် ဒါငါလည်းမဆိုင်ချက်ချင်းပြန်ရက်ပြီးတော့မလုပ်လဲဖျားသခင်ကိုပြန်တိုးဝင်တယ်ကိုရဲစီတဲ့နောင်စော်ကားမိတယ်ကိုရဲချစ်ချင်းမြတ်တော်ကျွန်တော်မတိကျေချွန်ပြုမိတယ်သူတတိပေးတာကိုနားမထောင်မဲဆက်လုပ်မိတယ်ဆက်လုပ်မိတယ်ဆိုရင်ဘာဖြစ်မယ်ထင်တယ်ဝิญဉ္ဇဉ်တော်ဖျားကျွန်တော်တို့ထဲကနေဘာဖြစ်သွားလဲစမ်းစာရှိတယ်စိတ်နာတယ်စေတနာကိုစော်ကားတာမြန်ရင် तू ကလေစိတ်နာသွားဒါပေမဲ့တင့်အထဲကနေမထွက်တော့ရှိနေတယ်ဒါကြောင့်ဒါဝိတ်က ဘာတရှိဘာနဲ့မာယွင်ပြီးတဲ့အချိန်မှာ तू ဘလို့ပြန်ဆူတောင်းလဲဆိုကဲတင်ချင်းနဲ့ရှင်နဲ့ဝမ်းမြောက်ချင်းကိုကျွန်ုပ်ကိုပြန်ပေးပါပြည့်ညက်တရားရဲ့စီကံချက်တွေသင်ချိုးဖောက်မိတဲ့အရာတွေရှိလိမ့်မယ်ဒါပေမဲ့သင်ကဲတင်ချင်းပဲတော့မဆုံရှုံးဘာကြောက်လဲဆိုတော့သင်ကယေရှုတော်ဖြစ်တဲ့ယေရှုကိုယုံထားလို့အဲ့ဝမ်းမြောက်ချင်းကဘာနဲ့မှမဆုံရှုံးသင်ထဲကနေဘုရားသခင်ကစေတနာနဲ့ပြုပြင်ပေးနေတယ်စေတနာကိုအတိမပြုလိုက်ရင် next level တက်တက်သွားတယ်စေတနာကို အတိမပြုတ်လိုက်တိုင်း next level next level ရောက်ရောက်သွားတယ်အကယ်၍အာသူမကြိုက်တဲ့အမှုအရာလေးတွေနဲ့လဲကြနေသည်ရှိတော့အဲ့အထက်မှာပဲဆက်မနေဘဲနဲ့ပြန်ထပါဘုရားသခင်တင့်ကိုဘယ်တော့မှစိတ်မပြောင်းဘုရားသခင်တင့်ကိုဘယ်တော့မှစိတ်မပြောင်းစေတနာတော်နဲ့တင့်ကိုပြုတ်ပြင်ပေးမယ်အဓိကလေသူစိတ်နာနေတယ်လို့ခံစားရရင်တင့်ပြန်ချောလိုက်ပေါ့ဘုရားသခင်ကိုချောလို့ရတဲ့နိလန်တစ်ခုပဲရှိတယ်အဲ့ဒါယုံကြည်ခြင်းဝိညာဉ်တော်ဘုရားကဘာဖြစ်တယ်လဲစိတ်နာတတ်တယ် ်သူတတိပေးတဲ့အရာတွေကိုနားမထောင်နားမထောင်နားမထောင်တော့များလာတဲ့ခါမှာစိတ်နာသွားတယ်။ဒါပေမဲ့တင်တောင်တရပြီးတော့ပြန်လာခဲ့။ပြန်ပြီးတော့ဘုရားသခင်အရှိမဘုရားသခင်ဒီအပြစ်တွေအတွက်လောင်းတရရတယ်။ကိုရောတတိပေးမိတဲ့စည်ဒနာနဲ့တတိပေးတဲ့အရာကိုကျွန်တော်ကျမနားမထောင်မိခဲ့ဘူး။ဒီအရာတွေစွန့်ပစ်ပါတယ်ဆိုပြီးဝန်ချဝิญဉ်တော်စည်ဒနာတော်နဲ့ပြန်ပြီးတော့ကျွန်တော်အထင်အနေပြုပြင်ပါအောင်။ပြန်ပြီးတော့သူ့ကိုပြန်ဖိတ်ခေါ်။သူနဲ့ပြန်ပြီးမိသားရာဖွင့် ဘာဖြစ်လာမလဲအဲ့စီရနာရဲ့အကျိုးသင်ခံစားလားသင်ပြက်စီးသွားဖို့ तू ကသင်အထဲမှာရှိနေတာမဟုတ်ဘယ်နဲ့သင်တည့်ရတခြားตาရေးရှင်းချက်လာဖို့ तू မကြိုက်တဲ့အမှုရာလေးတွေလွယ်မမိတာလဲရှိကောင်းရှိနိုင်တယ်ဒါပေမဲ့သင်ပေါ်ဘုရားသခင်စီရနာမပြုတ်ဒီဂျေဇုတော်ကာလကဘုရားသခင်ကစီရနာနဲ့ပြုပြင်တဲ့ကာလရောက်သွားဓမ္မဟောင်းကာလမှာဆိုရင်တော့ကြောက်ခဲနဲ့ပဲပြုပြင်တာတခုခုဆိုရင်နော်ယေရှုရှိတော်ခေါ်လာတာဟိုမှာယောက်ျားတကာနဲ့အိတ်တဲ့မိန်းမကိုခေါ်လာခဲနဲ့ပေါက်တက်ခိုင်းဒါပေမဲ့ဒီခေတ်ကပါခေတ်လေ ်ဂျေဇူးတော်ကာလဖြစ်တဲ့အတွက်စည်ရနာနဲ့ပြုပြင်တဲ့ကာလသင်အချက်မကောင်းတာမဟုတ်ဘူးစည်ရနာနဲ့ပြုပြင်တဲ့ဖရာရဲ့အချက်ကိုယာနှုံးပြည့်လက်ခံဖို့နည်းနည်းလူနေသေးတာသင်အချက်မကောင်းတာမဟုတ်ဘူးသင်အားနေတာလည်းမဟုတ်ဘူးဝိညာဉ်တော်နဲ့တာယူပြေဝဖို့လူနေတာဖရာရဲ့စည်ရနာသင်ပေါ်မှာအပြေဝတက်ရောက်ဖို့သင်တစ်ခုပဲလုပ်ရမယ်တစ်ခုပဲယုံကြည်ခြင်းကိုတော့ကျွန်တော်ပြုပြင်နိုင်တယ်ဆိုတော့ကျွန်တော်ယုံတယ်ဂျေဇူးတော်ဆိုတော့ဘာအတွက်လဲတလားအားနေတဲ့သင်အတွက်ဂျေဇူးတော်ဆိုတော့ဘာအတွက်လဲ ားနေတဲ့တင်တော့တင်အားကြီးနေရင်ဂျေစုတော့မလိုဘူးတင်အားနေလို့ဂျေစုတော့လိုတာယေရှုကတင်အားနေရဆိုတော့သိတယ်ဒါကြောင့်လောကကထဲမှာလာအသေးခံပြီးတော့အားနေတဲ့တင်ကိုအားကြီးဖို့လာအသေးခံတာဖြစ်တယ်နေ့တိုင်းမှာဘုရားသခင်တင်ကိုစေတနာနဲ့ပြုပြင်ပေးလိမ့်မယ်